အခုလိုထိတ်လန့်ပွဲအခြေအနေဇိုးတခုနဲ့ရင်ဆိုင်လိုက်ရတာကြောင့် Brandford ရဲ့ပွဲကိုလွဲချော်သွားတော့မယ်အာမတ်ဒီယာလိုပရိသတ်များလုံးမဲ့မင်္ဂလာပါများ Manchester Football ဆိုတာတိဆက်နေပါတယ်အခုကစားသွားမယ့် Brandford ရဲ့ပွဲစဉ်မှာတော့ United တောင်ပံကစားမှာအာမတ်ဒီယာလိုကအသင်းအတွက်ပါဝင်ကစားပေးနိုင်တော့မှာမဟုတ်ပါဘူးပါဝင်ကစားပေးနိုင်မှုနေနေတာတာလူစည်းနဲ့မှာတောင်မှပါဝင်လာဖို့မရှိဘူးလို့သိရပါတယ်ပြီးကြတဲ့ဘက်ကဒီယာလိုကဝေဖန်မှုတွေကိုခံခဲ့ရတာကြောင့်သူရဲ့ Instagram bio မှာရှိသမျှအကြောင်းအရာတွေအားလုံးကိုဖျက်ပစ်ခဲ့တာလေတိတ်မကြသေးတာကြောင့် အခုလိုမျိုး brand ဖို့နေပွဲကိုဒီအရလိုလွဲချော်မယ်ဆိုတဲ့တဲ့ရင်ကပြည်ထရေးအတွက်တိုးတော့တိုးတော့ဖြစ်ချင်စရာကောင်းလာပါတယ်။ဒါပေမဲ့ဒီလိုဖြစ်စရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီအရလိုက brand ဖို့နေပွဲကိုလွဲချော်သွားရမယ်ဆိုတာက United နဲ့ဘာမှအသက်ဆိုင်ခြင်းမရှိဘဲသူရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်ပါတယ်။ဒီအရလိုက United မှာ2010-2011ရာသီကလေးကပေါင်ရင်ခဲ့ပြီးတော့ပြီးခဲ့တဲ့နှစ်ကတော့ Amorin ရဲ့လက်အောက်မှာတောက်ပါလာခဲ့တာပါ။ဒီနေ့ဘောလုံးရာသီမှာလည်းဒီအရလိုက Amorin ရဲ့အမကန်ကစားမတယောက်ဖြစ်နေဆက်လက်အသုံးတော်ခံနေစေဖြစ်ပါတယ်။ ရလွေရည်မြန်တဲ့ပြေးလွှားပုံစံတွေတူချင်းကြွန့်ကျင်မှုတွေနဲ့ဖန်တီးနိုင်စွမ်းကအမ်မိုနီယာအဓိကရွေးချယ်မှုတစ်ခုဖြစ်လာစေကြတာပါဒါပေမဲ့နောက်ဆုံးသတင်းတွေရတော့ဒီရလွေရဲ့မိသားစုဝင်တဦးကွယ်လွန်ခဲ့လို့သိရပါတယ်အဲ့ဒီဖြစ်ရဲ့ကြောင့်ဒီရလွေကစိတ်ပိုင်းဆိုင်ရာထိခိုက်နေပြီးတော့မိသားစုနဲ့အတူတူရှိနေဖို့ Iron Coast နိုင်ငံကိုပြန်သွားခဲ့တာဖြစ်ပါတယ်အမ်မိုနီက Bradford နဲ့ပွဲချိုသတင်းစာရှင်းလင်းပွဲမှာဒီကြောင်းကိုထုတ်ပေါ်ပြောကြားခဲ့တဲ့ကြောင်း Fabrizio Romano ကလည်းတီးပြထားခဲ့ပြီးဖြစ်ပါတယ် Romano ရဲ့ Expo ရာ အမက်ကသူ့မိသားစုဝင်တဦးဆုံးရှုံးလိုက်ရတာကြောင့်အခုချိန်မှာအသင်းနဲ့တူမရှိပါဘူး။ကျွန်တော်အားလုံးကသူ့ကိုပန်ပိုးနေပါတယ်။သူအိမ်ပြန်ပြီးတော့မိသားစုနဲ့တူတူရှိနေဖို့လိုအပ်တာကိုကျွန်တော်နားလည်ပါတယ်။အမက်ကကျွန်တော်တို့အတွက်အရေးပါတဲ့ကစားမတူပါ။ဒါပေမဲ့အခုချိန်မှာဘောလုံးပွဲတက်သူ့မိသားစုကပိုအရေးကြီးပါတယ်။ကျွန်တော်တို့သူ့အတွက်အနိုင်ရဖို့ကြိုးစားမယ်ဆိုပြီးတော့ဖြစ်ပါတယ်။အဲ့ဒီဖြစ်ရကတရားလို့အတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြီးမားတယ်ဆိုတာသိတာပါတယ်။နောက်တဲ့အနေနဲ့လည်းတရားလို့ရဲ့ပုဂ္ဂလိကအခြေအနေကိုလေးစားပြီးသူ့ကိုအားပေးကြောက်ခံမှုတွေပေးနေတယ်လို့အမရင်ကအတည်ပြုခဲ့ပါတယ်။ တရင်းနေရတရားလူရဲ့မိသားစုဝင်တူကွယ်လွန်ခဲ့တာကိုသိရပြီမဲ့အတိအကျဘသူဖြစ်တယ်ဆိုတဲ့အချက်လက်ကိုမီဒီယာတွေမှာထုတ်ပေါ်ပြောဆိုထားရင်မရှိပါဘူး။ Fabrizio Romano ရဲ့ post နဲ့တခြားသတင်းဌာနတွေဖြစ်တဲ့ ESPN, BBC Sport နဲ့ The Sun တို့မှလည်းမိသားစုဝင်တူဆိုတဲ့အသုံးအနှုန်းကိုပဲသုံးနှုန်းထားပြီးတော့ပိုပြီးအသေးစိတ်တဲ့အချက်လက်တွေကိုဖော်ပြမထားဘူးဖြစ်ပါရည်။ဒါကတရားလူရဲ့ပုတ်ကလေးကားဘွားကိုလေးစားရတဲ့အနေနဲ့အသင်းနဲ့မီဒီယာတွေကထိန်းသိမ်းထားတာလို့ယူဆရပါရည်။တရားလူက Ambricos ကိုပြန်သွားပြီးနိုင်ငံရေးကိစ္စတွေမှာမိသားစုနဲ့အတူတူပါဝင်နေတယ်လို့သိရပါရည်။ ဲဒါကြောင့်မဲ့ brand phone နဲ့ပွဲစဉ်မှာသူပါဝင်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူးဒီအရုပ်ကဒီရာဒီမာ United ရဲ့တိုက်စီပိုင်းမှာအဓိကကြရခန့်ကဏ္ဍတစ်ခုကနေပါဝင်နေပါရီသူရဲ့ကစားပုံကလီမြန်မှုနဲ့ဖန်တီးနိုင်စွမ်းရှိပြီးတော့တဝချင်းကျွမ်းကျင်မှုနဲ့ပြိုင်ဘက်ခံစစ်ကိုဖျက်ချော်နိုင်ပါရီအဲဒါကြောင့်မဲ့သူရဲ့လွဲချော်မှုကအမှန်ယူအတွက်တည့်ရမှုရှိမှာဖြစ်ပါရီဒါပေမဲ့အမော်ရင်ကအသင်းအနေနဲ့ဒီအရုပ်မပါပဲပွဲကိုအနိုင်ရဖို့ကြိုးစားမယ်လို့ပြောထားပါရီ Brentford နဲ့ပွဲစဉ်က United အတွက်အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ပါရီ Brentford ကဒီရာဒီမာရက်လက်ဆိုးနဲ့ရုန်းကန်နေရပြီမြေ အင်ဝဲကစားပုံကတော့အမာကျော်မှုအဖြစ်ရှိနေစေဖြစ်ပါတယ်။တရားလို့ရဲ့လွဲချော်မှုက United တိုက်စစ်ပိုင်းဖန်တီးမှုကိုအနေငယ်ထိခိုက်နိုင်ပေမဲ့ Emery ရဲ့ဗျူဟာပိုင်းဆိုင်ရာချိန်ညှိမှုတွေနဲ့ကစားမရရဲ့စွမ်းဆောင်ရည်ကဒီပွဲမှာအဓိကခံကန်တာကပေါဝင်လာမယ်လို့မျှော်လင့်ရပါတယ်။ Emery ကဒီပွဲမှာတရားလို့တဲ့အနိုင်ရရှိဖို့ရည်ရွယ်ထားတယ်လို့ပြောထားတာကအသင်းရဲ့စိတ်ဓာတ်ကိုပြသနေပါတယ်။တရားလို့ရဲ့စိတ်ဓာတ်ကိုအားဖြည့်ပေးဖို့အတွက်အသင်းသားတွေအနေနဲ့ပုံမှန်ကြိုးစားကစားပေးသွားဖို့ရှိနေပါတယ်။လက်ရှိချိန်ထိတော့တရားလို့ရဲ့ပြန်လာမယ့်ချိန်ကိုအတိအကျမသိရသေးပါဘူး။ နိုင်ငံကိစ္စတွေနဲ့မိသားစုကိစ္စတွေကိုသူလှုပ်ဆောင်ပြီးမှအသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်မယ်လို့မီဒီယာတွေကခန့်မှန်းထားကြပါတယ်။ဒါကသူရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့မိသားစုကိစ္စတွေပေါ်မှာမူတည်နေပါရီ။နောက်ထပ်အနေနဲ့ဒီရလုတ်ကိုအလင်းစလို့ပြန်ခေါ်ဖို့ဖိအားမပေးဘဲသူ့ကိုလိုအပ်တဲ့လောက်အချိန်ပေးမယ်လို့ Emory ရဲ့ပြောကြားချက်အရာသိရပါရီ။ဒီရလုတ်က Americos မှာနိုင်ငံကိစ္စတွေပြီးဆုံးပြီးတဲ့နောက်နောက်ထပ် Premier League ပွဲတွေဖြစ်တဲ့ Liverpool နဲ့ပွဲစဉ်မှာပြန်လည်ပါဝင်နိုင်ပွဲရှိတယ်လို့သတင်းတချို့ကခန့်မှန်းထားကြပါရီ။ဒါပေမဲ့ဒါကအတိအကျတော့မဟုတ်သေးပါဘူး။ ။ဒီကိုရောအနေနဲ့လည်းဒီရလို့ရဲ့မိသားစုဝင်တယောက်ရဲ့နာရီနဲ့ပတ်သက်လို့ဝန်ရေးစကားလေးတွေနှစ်သိမ့်အားပေးတဲ့စကားလေးတွေပြောပြပေးတော့ခဲ့လို့ရပါပြီ။အစုံလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါပါခင်ဗျာ။